ကြိုက်နေရမဲ့လူပေါ့နော်လူတရအကြောင်းကိုကျမကဒီ reading လေးနဲ့ဖော်ပြပေးသွားမယ်။တချို့ကကြတော့အတိတ်မှာဆုံးခဲ့တဲ့လူတွေဖြစ်ဖြစ်ပဲမယ်။တချို့ကတော့အခုပစ္စုပ္ပန်မှာလက်တွဲနေတဲ့သူတော့မဟုတ် easily လုပ်နေတဲ့သူတော့မဟုတ်တွေ့နေတဲ့သူတွဲနေတဲ့သူပေါ့နော်ဒါမှမဟုတ်တချို့တွေ single တွေကြတော့လေအနာဂတ်မှာတွေ့လာမဲ့သူပေါ့နော်သူက reflect လည်းဖြစ်နိုင်တယ်နော်သူက green flag လည်းဖြစ်နိုင်တယ် တငယ်ချင်းတွေကမလုတ်ပါနဲ့မလုတ်ပါနဲ့ဟိုစတော့မလုတ်ပါနဲ့အဲမချစ်ပါနဲ့ဆိုပြီးတော့ရှေ့ကိုအတန်တတားနေရဆိုတော့သူကကောင်းလားပေါ့ဆိုးလားပေါ့ဘလို့လူလဲပေါ့နော်အဲ့ဒါကိုတစ်ချက်ကြည့်ဖို့အတွက်ဒီ reading လေးကိုဖိတ်ခေါ်လိုက်ပါတယ်ရှင့် okay ဒီနေ့ reading group လေးအဲ့လိုလေးတုတ်ခုခွဲလိုက်တယ်ပေါ့နော်ဒီ magic ball ကတယောက်တစ်လုံးစီရှိမယ်ဖိုင်1ဖိုင်2ဖိုင်3အဲ့တယောက်တစ်လုံးစီရှိမယ်ပေါ့နော် magic ball က ဒီပုံလေးတွေကြည့်ပြီးတော့ရွှေလဲရတယ်လို့ magic ball ကိုကြည့်ပါ magic ball ကကြတော့အဲ့လို answer ကွာအဲ့လိုမျိုးဒီလူနဲ့တွေ့ပြီးတော့ဒီ universe ကဘယ်လို answer မျိုးပေးမလဲပေါ့နော်သူက တခုစုတခုပဲ words တခုလည်းဖြစ်နိုင်စကားလုံးတခုတည်းလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုမျိုး sentence တခုပေါ့နော်အဲ့ဒီ magic book ကပြောတဲ့အတိုင်းပေါ့နော်အဲ့အဲ့ဒီသုံးခုမှရှိတဲ့ကိုယ့်ရဲ့ energy ကဘာကို attraction ဖြစ်လဲပေါ့နော်အဲ့ရွေးလည်းရတယ်ဒါမှမဟုတ်ဒီတပ်ပုံလေးကြည့်ပြီးတော့ဒီတပ်ပုံလေးသုံးခုရွေးလို့လည်းရတယ်ဒါမှမဟုတ်ဒီတပ်ပုံတပ်ပုံလေးထဲမှာမှဒီစာလေးတွေပါတယ်ပေါ့နော်အရာကတော့သုံးခုလို့ပေါ့အစိမ်းရောင်လေးကြတယ်ထူးထူးဆက်ဆက်ဒီနေ့ကြတော့လေအဲ့တော့ ဒီအားလေးကြည့်ပြီးတော့ရွေးလို့ရတယ်ဒီကကျတော့ရေရေခံထဲမှာကြောက်တုံးလေးတွေအဲ့လိုပုံစံမျိုးကွာအာစာလေးကတော့အော် gentleness တဲ့ဒီပုံလေးကကျတော့အဲ့လိုမျိုးကလေးလေးပေါ့နော်လိပ်ပြလိပ်ပြလူသားလေးအဲ့လိုမျိုးအဲ့ဆိုတော့သူကဒီမှာ cocoon stage လို့ပါတယ်သူရဲ့စာကဒီကကျတော့ bloom ကာမလီပန်းအောင်ကြည်နေတဲ့ဟာဆိုတော့ကြိုက်တဲ့ဟာလေးရွေးလို့ရတဲ့ဒီ၃ပုံထဲမှာကြိုက်တဲ့တပုံလည်းရွေးလို့ရတယ်လို့မန်ချစ်ဘောကကိုကိုဖဲ့ပုံလေးပူပြီးရွေးစီလဲဆိုတဲ့ဟာလည်းရွေးလို့ရတယ်ကြိုက်တဲ့ကြိုက်တဲ့တပုံပေါ်တော့ရှင်လူတပုံအဲ့မှာရှင်လူကအဲ့လူတယောက်တွေးလိုက်မယ်ဒါမှမဟုတ်တွေးနေပြီးသားလည်းဖြစ်နိုင်တယ်တွေးနေတဲ့လူလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ reading လေးကိုဆက်ပြီးတော့ကြည့်ပြကြပါရှင့်။ဒါပိုင်ဝမ်းလေးတွေရေအညွန်ရှင်တို့ဒီကတ်လေးရွေးထားတဲ့လူတွေပေါ့နော်။ ဒီဒီပုံလေးရွေးထားတဲ့သူတွေဒီဖိုင်ဝါလေးတွေပေါ့နော်သူရှင်တို့ရှင်တို့အရင်ယူခဖြစ်ပြီးတော့တငယ်ချင်းတွေကတော့မချစ်ပါနဲ့မချစ်ပါနဲ့တာရရအောင်အဲ့လိုမျိုးဖြစ်မဲ့သူအလူကဘလူလူမျိုးလဲဆိုတာကိုတစ်ချက်ကြည့်လိုက်တဲ့ခါကျတော့ဒီဟာလေးကိုမက်ချစ်ပုံနောက်ဆုံးမှပြမယ်နော်ဒါကကျတော့ universe message ဆိုပြီးတော့စကားလေးဆွဲရတာဖြစ်တဲ့အတွက်ဒီကကျတော့ဒီလူเจ้าကြီးပြပြမယ်သူကကွာ ဒီလူကပေါ့နော်ယောက်ျားလေးပဲဖြစ်မိကလေးပဲဖြစ်ဒီလူကလေသူကอืมအလုတ်ကြိုးစားတဲ့လူပြီးရင်ဟိုပေါ့နော်နည်းနည်းလေးဘယ်လိုပြောမလဲတခုခုဆိုရင် stress stress အလဲတခုအလဲတခုဖြစ်အဲ့လိုမျိုးအလဲတခုဖြစ်တတ်တယ်ကွာအဲ့လိုမျိုးပေါ့နော်ဟိုတခုခုဆိုရင်ကြောက်တတ်တဲ့အဲ့လိုမျိုး emotion နဲ့ပတ်သက်ပြီးတော့နည်းနည်း sensitive ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလူတွေရှိရလေအဲ့လိုမျိုးတခုခုဆိုရင်ဟိုပေါ့နော် sensitive ဖြစ်လွယ်တဲ့လူကွာ စက်တဖြစ်လက်တွေဆိုတော့တချို့ကျတော့လည်းအဲ့လိုမျိုး pure ဖြစ်လို့ pure ဖြစ်လို့စက်စက်တဖြစ်တဲ့လူတွေလည်းရှိတယ်တချို့ကျတော့လည်းအဲ့လိုပဲပေါ့နော်သူရဲ့ ပုံစံလေးကိုကသူအငငယ်လေးကတည်းကသူမွေးလာတဲ့ပုံစံလေးကိုကအဲ့လိုမျိုးဆက်ဆက်တိဖြစ်တာအာငိုရင်လဲငိုလိုက်အဲ့လိုမျိုးပေါ့နော်ဟိုနည်းနည်းလေးစိတ်မတမ်းမာတဲ့ပုံစံလည်းမဟုတ်ဘူးအဲ့ဆက်ဆက်တိဖြစ်တယ်ဆိုတော့ကြတော့လေအဲ့လိုမျိုးပေါ့ဟိုတချို့ကိစ္စတွေဆိုရင်အဲ့လိုမျိုးစိတ်ကအလွယ်တကူထိခိုက်လွယ်တယ်အဲ့လိုမျိုးပုံစံလေးတွေမျိုးပေါ့နော်အဲအဲ့လိုမျိုးဆက်ဆက်တိလေးဖြစ်တယ်ဖြစ်တော့သူကဘယ်လိုဖြစ်လဲဆိုတော့ max ဆိုတဲ့ဟာလေသူကသူ့ရဲ့ true feeling ကိုမပြတ်တတ်ဘူးအဲ့တော့လေသူ့ပုံစံလေးကလေကြီးလိုက်ရင်ဘယ်လိုလေးဖြစ်နေမလဲဆိုရင်လေသူကလေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှက်တက်တယ်အဲ့လိုမျိုးနည်းနည်းအနေအေးတယ် introvert လေးမြင်ရတယ် introvert လေးတွေအဲ့လိုမျိုးပေါ့တိတယောက်တည်းအဲ့လိုမျိုးကြိတ်ခံစားတယ်တယောက်တည်းကြိတ်ပြီးတော့လှုပ်တယ်အဲ့လိုမျိုးဟိုပေါ့နော်ဟိုလိုတိတ်ပြီးတော့ဖွင့်ပြောထားတဲ့လူလေးလည်းမဟုတ်ဘူးတိတ်ပြီးတော့အဲ့လိုမျိုးတိတ်ပြီးတော့နားမလဲပဲနားမလဲနားလဲဖို့ခတ်တယ်ပေါ့နော်သူကြီးလိုက်တဲ့ခါချက်ရဲ့အဲ့လိုမျိုးမပွင့်မလင်းနဲ့သူကဘာဖြစ်ချင်နေရလဲဘာလှုပ်ချင်နေရလဲအဲ့လိုမျိုး ကွာလငေါ့ရောကြိုက်နေရဲ့လားငေါ့စိတ်ဝင်စားနေတလူလူနဲ့အဲ तू ကဘလို့လဲအဲမင်းကတော့ငေါ့စိတ်ဝင်စားနေလဲပုံစံဖြစ်ပြီးတော့ဒီအမလေးကကျွန်တော်ငေါ့ပြုတ်ပြပြဒီနေ့ကျွန်တော်ငေါ့မခေါ်တော့ဘူးအဲလူမျိုးကတိလာတိလာအဲလူမသိဘူးပေါ့နော်သူကြည့်လိုက်ရင်မသိဘူးအဲသူ့လိုပုံစံလေးချေတနက်စ်လည်းဖြစ်တဲ့အတွက်သူရဲ့အပြုမူပဲဖြစ်ဖြစ်အဲလူမျိုးသူရဲ့ပုံစံလေးကပဲဖြစ်ဖြစ်တိမ်ငွေ့တယ်ကွာအခုပြောပါတယ် introvert introvert အဲလူမျိုးလေး အဲ့လိုမျိုးတခုခုဆိုရင်လည်းအဲ့လိုမျိုးတော့ဆုတ်တယ်ကွာပြောမယ်အဲ့လိုမျိုးတကယ်လို့ရှေ့ကိုစိတ်ဝေစားလို့ဟိုရှေ့ကိုကြိုက်လို့ချစ်လို့ပြောချင်တယ်ဆိုတာမှ तू မရေဘူးအဲ့လိုပုံစံမျိုးသိလား तू ဆောက်တယ်ဟုတ်ပါတယ်ဗျအဲရှင်စကားပြောမအောင်ဆောက်တယ်ရှင်ကအရင်အေးစကားခေါ်ပြောမအောင်ဆောက်တယ်အရင်ခေါ်ပြီးနောက်ဆက်မကိုဆောက်တယ်အဲ့လိုပုံစံမျိုးကွာသိလားအဲ့တော့ဟို तू ကကြိုက်နေဆိုတာမှ तू ကြိုက်တဲ့ပုံစံမပြဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး max ကြီးတက်ပြီးတော့နေတဲ့ပေါ့နော်အဲ့လိုမျိုးအဲ့တော့နောက်တစ်ခုကဘာတွေ့ရလဲဆိုတော့သူကအဲ့ဒါလေးကိုကရှေ့အတွက် attraction ဖြစ်နေတာတိလားအဲ့ဟာလေးကိုကလည်းရှေ့ရလေးအဲ့မှာ အဲ့လိုမျိုးဖြစ်တယ်ပါချစောပါချစောအဲ့လိုမျိုးဆလာငါပါချစောအဲအဲ့မတေရှိရအော်အဲ့အချက်တွေကြောင့်ငါကြိုက်နေတာအဲသူရဲ့အဲ့လိုအဲ့လိုမျိုးရှိရလေကိုရီးယားစကားချီတဲ့ခါဆိုင်ကိုရီးယားဒရာမာတွေကြည့်အမီတာ88ဆန်နဲ့အဲအဲ့လိုမျိုးအဲ့လိုပုံစံမေတ္တမီယာကျွေးမေတ္တမီယာပြပြလဲလဲအဲ့အဲ့လိုမျိုးကွာသိရမလားအဲ့လိုဇလန်းလေးကြီးရှိရလေအဲရှင်ကအဲ့အချက်ကိုကြိုက်သွားတာရှင်အဲ့ဒါအချက်ကြိုက်သွားတာတကယ်တော့သူကသူကသူသူကသူဟိုပါဘောတစ်ဖက်ဟိုကနေကြည့်မယ်ဆိုသူကသူကြောက်တတ်တယ်အဲ့လိုမျိုးပေါ့နော်ယုံကြည်မှုတိတ်မရှိဘူး သူသူအေးဆေးနေတယ်အေးဆက်ဆက်သူသူ့ဘာသာသူနေတယ်အဲ့လိုမျိုးကွာဒီလိုသူမြောက်လဲတော့စကားမပြောဘူးသူစကားတော့ပြောရင်လဲအဲ့လိုမျိုးရှက်ကိုရှက်ကန်နဲ့အဲ့လိုဖြစ်တယ်ကွာတကယ်တမ်းသူပုံစံလေးကအဲ့လိုလေးအဲ့မှ ရှေ့အတွက်ကအဲ့ဒါလေးခုကအဲ့လိုမျိုးဖြစ်နေတာပေါ့နော်အဲ့လိုကြိုက်ချစ်စရာလေးဖြစ်နေအာတော့ရှေ့တငယ်ချင်းရှေ့အပေါင်းတင်ရှေ့မိတ်ဆွေတွေပြောပြီးရှေ့မိသားစုကပြောပြီးဟဲ့ तू မချစ်နဲ့မကြိုက်နဲ့နေပဲဥဆောင်ရမှာနော်အဲနေရပဲချစ်ပေးနေတာနေရပဲပေးကမ်းနေတာအဲနေရပဲဥဆောင်နေနေရပဲလုပ်ပေးနေတာ तू ကချစ်ကြရောချစ်တာဟုတ်ရဲ့လားနေချစ်သူကနေလူကအဲ့လူကမကြိုက်နဲ့မချစ်နဲ့မလုံနဲ့အာမလုပ်ပါနဲ့မလုပ်ပါနဲ့ဟိုးစတမ်လုပ်ပါနဲ့ဆိုအဲ့လိုမျိုးတားချာမှာ white ားကြမှာအဲ့ဒါအဲ့ဒါတော့ white တာကြမှာအဲ့ဒါအဲ့ဒါရှင်ရှင်အခုတွေ့နေတဲ့လူတွေဖြစ်နိုင်တယ်ပေါ့နော်အခုတွေ့တွေ့ပြီးသားလူတွေဖြစ်နိုင်တယ်အတိတ်ကလူတွေဖြစ်နိုင်တယ်อืมလောလောဆယ်ရှေ့ရေထဲမှာရှိနေတာပေါ့နော်ရှိနေမဲ့အဲအဲအချက်ကြောင့်ရှင်ကကြိုက်နေပြီဆိုမှတော့ဘသူတတားလို့မရဘူးအဲရှင်ကလည်းအဲ့လိုမျိုးဟိုကြိုက်နေဆက်ပြီးတော့ကြိုက်နေအဲအဲ့သူပုံစံလေးခုခါကြိုက်နေအဲ့ အဲ့လိုမျိုးရှိရအဲ့တော့ဒီအခုဒီ buy one lady ရဲ့ magic poly ကိုကျွန်မကြည့်ချင်နေပြီ universe ကရောဘာပြောမလဲပေါ့နော်ရှင်ရဲ့အပေါင်းသိအတိုင်းဝိုင်းတွေအကုန်လုံးကတော့မချစ်ပါနဲ့မချစ်ပါနဲ့ဆိုပြီးတော့တားနေကြပြီအဲ့ချိန်မှာ universe ကဘာပြောမလဲကဲ listen to your intuition နဲ့တဲ့ကိုဟာကိုကိုရဲ့စိတ်ကိုကိုရဲ့စိတ်တွေကိုမေးကြည့်ပေါ့နော်ကိုရဲ့စိတ် ခံစားချက်ကိုတေချာနာထောက်ကြည့်ကိုခံစားချက်ကဟိုကွာဒီလူနဲ့ကိုအတွဲမဲ့ဆိုရရောဟိုအစီပြေနိုင်မလားဘာလားအဲ့လိုမျိုးကိုကိုတွေးတဲ့ဟာတွေရှိတဲ့ခါတိခါကြာကြီးသိရမလားသူများမမေးခေသူမသူများတွေကမပြောခေအရေးဆိုကိုစိတ်ကကိုကိုကိုစကားပြောတဲ့ဟာတွေရှိတယ်ကွာအဲ့တိလားအဲ့တော့ဘိုင်ဝါလေးတွေကအဲစကားတက်လေးတွေကိုရဲ့အဲ့လိုမျိုးပေါ့နော်ကိုရဲ့စိတ်အတွင်းကပြောတဲ့ဟိုအဲ့ဒါခန်းစားချက်တွေကိုတေချာနားထောက်ကြည့်ပေါ့နော်အဲကြိုက်တယ်ဆိုရင်လည်းကြိုက်တယ်ပေါ့မကြိုက်ဘူးဆိုရင်လည်းမကြိုက်ဘူးပေါ့ နော် universe ကတော့အရှိအပေါ်မှာပဲမူတည်တယ်လို့ပြောထားတယ်ရှေ့ရဲ့ situation အခြေအနေရှေ့လေးတွေကိုနှောက်ထောင်ပြီးတော့ဆုတ်ဖြတ်ပါလို့ပြောထားတယ်အဲ့တော့ အလူနဲ့တွေ့ခဲ့ရလေအကောင်းဆုံးပေါ့နော် relationship လေး healthy relationship လေးဖြတ်ချသွားနိုင်ပါလို့ဆုတောင်းရင်အဲ့ဒါနဲ့ဒီ readily မှာမိတ်ဆက်အနုဆက်လိုက်ပါတယ်ရှင်အဲ့တော့ဟိုဘာလဲ personal reading ကြည့်ချင်တယ်ဆိုရင်တော့ Facebook ကိုလာပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်ဟို phone call တို့အဲ့လိုမျိုးတကူတခါကြီးတခြားဟာတော့လက်ခတ်လို့အဆင်မပြေလို့ပေါ့နော်အာ time difference လည်းရှိနေတယ်ပြီးတော့ကိုယ်ကလည်းတခြားအလုပ်တွေလည်းလုပ်နေတာဆိုတော့လေအဲ့တော့ messenger လေးမှာပဲစာလေးပို့ထားပေးပါ နော်အညုံဘိုက်ဘိုက်တူရီတွေအညုံရှင်တို့ကလေဝေါးဒေဘခီရဒေဘနော်ကတ်တေကလေစပက်ရှယ်ဒီပဲဘိုက်တူလေးတွေကိုလို့တငယ်ချင်းတွေပေါင်းသိန်းတွေအတိုင်းဝိုင်းဒီကမလုတ်ပါနဲ့ချစ်ပါနဲ့လို့ဖြီးရအောင်အဲ့လူကဘာဘလို့လူမိုးလို့ဘာမိုးလို့လဲခြေကဘာလို့အဲ့လာတော့ကျွေးနေရတာလဲအဲ့တော့ဘိုက်တူလေးတွေရဲ့လူကိုတစ်ချက်ကြည့်လိုက်မယ်ကွာအဲ့တော့ရှင်တို့ဒီပုံလေးယူထားပါတော့ ဒီပုံလေးရေးထားတယ်ခွခွန်စိတ်ကကြတော့သူဒီလိပ်ပြာလေးအဲ့လိုပိုးအိတ်လေးထဲမှာအဲ့လိုမျိုးပေါ့နော်ဟိုဘာလဲအေးအကောင်လေးဒီကတည်လဲမလားဟိုမပြတ်တန်းခင်မှာအဲ့လိုသူ့ကိုသူ့ကိုဟိုဘယ်လိုပြောမလဲသူ့ရဲ့လိပ်ပြာပုံစံလေးဖြစ်အောင်မျိုးသူကအဲ့လိုမျိုးပေါ့နော် stage ကို ဟိုကြော်ဖြတ်ရပြီးတော့လပ်ပတဲ့လိပ်ပြဖြစ်အောင်ဆိုတဲ့ဟိုဘောဘလဲမီနီလေးပေါ့နော်အဲဆိုတော့ဟိုဒီ magic ဘောခါကြတော့ကျွန်မနောက်ဆုံးမှာဖွင့်ပြမယ်အရင်ဆုံးဒီလူကြောင့်ဖွင့်ပြပေးမယ်ကွာဘာလို့ဆိုဒီဟာကြတော့ universe message ဖြစ်နေတော့လေအဲ့တော့ byte တွေတွေဘလို့လူလဲကျွန်မအရင်ပြောချင်နေပြီကတ်တွေအရင်ကောင်းတော့ရှင်တို့ကအရန်ကိုမယူခမတက်အဲ့လိုမျိုးရှင်တို့အပေါင်းသိတွေကစတားရတာမချစ်ပါနဲ့ host တော့မချစ်ပါနဲ့ဆိုရတာရှိရ အရန်ကမှချစ်ချင်တယ်ချစ်ခဲ့တယ်ချစ်လာမဲ့လူပေါ့နော်အဲ့လူကိုဟိုချစ်လိုက်တဲ့ချိန်မှာအဲ့လူကဘယ်လိုမျိုးလဲဆိုရင်တွေ့လာချင်သိဒီမှလည်းသူကအဲ့ဒီ stage ကိုရောက်နေဆိုတော့သူကအရန်ကို glow လာတော့မှာကွာ glow feature မှာအရန် glow ပြဖို့အတွက်ဒီမှာဒီအစိတ်မှာသူကိုသူကိုအရန်လပ်ပတဲ့အပေါ့လေးပြလေးတကောက်ဖြစ်ဖို့အတွက်ကိုသူကဒီပိုးအိတ်ထဲမှာဒီဘာလဲသူ့ရဲ့နဲ့ပယ်လေးထဲမှာသူ့ကိုသူပြိုးထောင်နေ အဲဒီမှာလဲ intuition လေးပါတယ်ဒီမှာလဲပါသေးတယ်เนาะ self love အာ self care ကိုကို self worth အကိုရဲ့ ကိုရဲ့တံဖိုးကိုရဲ့ဘယ်လဲဆက်ဖလကိုကိုချင်းမြတ်နိုးမူဟီလင်းအားကိုကိုဟိုဘယ်လဲ inner heal အကုလုံးကဒီကလေးတွေ့ဒီမှာလည်း passion ရှိရဲ့ ambition အားအကုပြည့်စုံနေပြီသူက spiritual အပိုင်းရောပြည့်ပြည့်စုံနေအပြင်အာနော် mental လည်း health mental သူရဲ့ mental ကဘယ်လိုပြောမလဲဒီမှာဒီမှာကြည်ဒီဟာဆိုပေးကန်ဆက်ကျဲတဲ့ဟာရှိတယ်ဒီမှာဆို leadership ရှိတယ် passionate ဖြစ်တယ် ambition ကြီးတယ် နော် intuition လက်ကောင်းပြန်ရောဘာလဲအရန်ကိုမှ perfect ဖြစ်နေပြီဘိုင်တူးလေးတွေလူတွေကတိလာဒီအရန်ပြပြစုံနေပြီအဲ့တော့ရှင်တို့ crash မျိုးဖြစ်နေမလားမသိဘူးရှင်တို့ crash ရတဲ့လူဖြစ်မလားမသိဘူးဘာလို့ဆိုအဲ့လူကလေသူ့ကိုယ်သူဟိုတန်ဖိုးထားတယ်ကောသူ့ကိုယ်သူဘလို့ကိုခဲရမှာဘလို့ကိုသူ့ကိုယ်သူအဲ့လိုမျိုးကောဟိုသူ့ရဲ့ self worth ပေါ့သူ့ရဲ့တန်ဖိုးထားမှုသူ့ရဲ့ value အကုန်လုံးကိုသူက တိနေတယ်အဲအဲ့လိုမျိုး self glow လေးကိုလည်းဟိုဘာ self healing အကုန်လုံးလုပ်တော့ကွာသူကလေဘယ်လိုပြောမလဲ spiritual အရာအကောင်းပြီးတော့အဲ့လိုမျိုးစိတ်ပန်းဆိုင်ရာလဲတန်ပါတယ် match တယ်ကောင်းတယ်ပြီးတော့ဒီမှာအလုံးမှာမဖြစ်ဘဲသူရဲ့ personality ကို leadership ကောင်းပြီးတော့အဲ့သူကြည့်လိုက် passionate လည်းဖြစ်တယ်ကွာဟိုအဲ့လိုမျိုးကျမရေးလိုက်စားတာလားဒါမှမဟုတ်အလုံးမောင်ဥဆောင်နိုင်တာလားဒါမှမဟုတ်အဲ့လိုမျိုးတငယ်ချင်းအတိုင်းဝမပြောဖို့ကောင်းတာလားအဲ့လိုမျိုးကိုသူ့ကြည့်လိုက်ရဲ့အဲ့လိုမျိုးကို အားတက်ကြွတယ်ကွာတက်ကြွတယ်အာသူသူ့နောက်မှာနေတာနဲ့ဒီ energy အပြည့်ရတယ်ကွာ energy ကောင်းနေအဲ့လိုမျိုးကိုဘလေး like ကြိုးဦးစားခြေစိတ်ဖြစ်တယ်ကိုဘလိုက်ပျော်ရွှင်တယ်ကိုဘလိုက်တက်ကြွတယ်အဲ့လိုပုံစံမျိုးကွာအဲ့လိုမျိုးဦးဆောင်နိုင်အဲ့လိုမျိုးဘယ်လိုပြောမလဲ environment ပေါ့အဲ့လိုမျိုးဟိုကို energy ကိုဖြစ်စေတဲ့လူအဲ့လူ ambition ဆိုတော့ तू ကဘယ်လိုပြောမလဲရည်မှန်းချက်လက်ကြီးတယ်အဲ့လိုပုံစံမျိုးကွာအဲ့တော့ဒီလူကရှစ်ထက်အသက် ကြီးတာလည်းဖြစ်နိုင်တယ်အသက်မကြီးဘူးဆိုရင်ဒါမှရှစ်ထပ်ပို့ပြီးတော့ရေးချက်တယ်ဘာဖြစ်ဖြစ်ရှစ်ထပ်တော့ပို့တယ်ကွာရှစ်ရှစ်ကလေအဲအဲချက်ကြောက်ဘယ်လိုပြောမလဲအဲ့ဒါကြောက်အထင်ကြီးပြီးတော့အဲဟေးဟေးအဲ့စကားရှိရလေအချစ်ချင်းတရားဆိုတာအထင်ကြီးချင်းကစတင်တာအဲ့လေအဲ့လိုမျိုးရှိတယ်ကွာအဲ့လိုမျိုးရှိတယ်ဆိုတော့ရှင်ကအဲအဲချက်တွေ့ကြောက် ကြိုက်သွားတာအဲအဲ့လိုမျိုးဟောသူနဲ့သူနဲ့အတူရှိခဲ့ရငါလဲအဲ့လိုမျိုးတောက်ပနိုင်မယ်ငါလဲအဲ့လိုမျိုးအဲ့လိုလူမျိုးဖြစ်လာမယ်အဲတကယ်တော့သူ့ကို admire ဖြစ်ပြီးတော့ inspire ဖြစ်ပြီးတော့အဲ့ဒါရှင်ကသူ့လူမျိုးဖြစ်ချင်လာပြီးတော့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီမှာအကြည့် celebration celebration ဒီမှာအာဟိုကဖြစ်ချင်သူကလေ celebration ဆိုတော့ကျွန်မဘာမြင်လဲဆိုရင်သူက positive thinking များတယ်ကွာ positive thinking လည်းများအောင်လို့အရင်ကောင်းနေပြီရှင်တို့လို့ကျွန်မယူလိုက်လို့ရတာ by two ကျမလည်းအဲ့လိုလူနဲ့တွေ့ချင်တယ်။အရက်တောက်ပနေတယ်ကွယ်ပိုက်သူလေးတွေရဲ့လူကလေးသိလား။အဲ့လိုမျိုးအဲ့လိုမျိုး celebration လမ်းရှိရဆိုတော့ဒီမှာလူတွေလည်း pick up စွကျက်သေးဟာစိတ်ကောင်းလမ်းရှိပြန်နေသူသူဟာသူတောက်ပတာမဟုတ်တော့သူသူ့ရဲ့ power ကြီးမှာသူ queue site ပြီးတော့ဘလောက်လုံးသားလာတဲ့လူလေးလဲဆိုတော့ okay အဲ့တော့ရှင်တို့လူကတော့အဲ့လိုလူပေါ့နော်ဒါပေမဲ့ဒီဘယ်လိုပြောမလဲဒီ universe ကအဲ့လိုလူအဲ့လူကိုရှင်ရှင်ရဲ့ ရှင်ကတော့အဲ့လိုမျိုးလေးကြိုက်တယ်ပေါ့နော်အဲ့လိုကြိုက်တယ်သူ crush တယ်အဲ့လိုမျိုးချစ်တယ်ကြိုက်တယ်ပေါ့ညာပေါ့နော်ဒါပေမဲ့ရှင်ရဲ့တိုင်းဝိုင်းတငယ်ချင်းတွေမိတ်ဆွေတွေမိသားစုတွေကအဲ့လိုပြောကြမှာပေါ့ तू က तू ကပဲဟိုပေါ့ဆွချတော့လဲနားမလဲဘူးကွယ် तू ရဲ့ပြည့်ပြည့်စုံမှုပေါ့ညာရှင်ကတော့အားကျပြီးရှင်ကအကောင်းမြင့်စိတ်တွေအချစ်အချစ်ရဲ့ချစ်ရဲ့ဘယ်လဲမမတ်မှုတွေနဲ့ ရှင်းမနစ်ညောင်းမှုနေရှင်ကတော့အကောင်းမြေပေးနိုင်မဘင်းနာလူတွေကကျတော့ဟာဒီလူကပေါ့မာတယ်မာနကြီးတယ်ဒီလူကသူ့ကိုယ်သူဘာထင်နေရလဲမသိဘူးအဲ့ဒါမျိုး self love တွေဘာတွေရှိတော့သိရမလားသူ့ကိုယ်သူဦးစားပေးတယ်သူ့ကိုယ်သူအဲ့လိုတကယ်တမ်းကျတော့သူကလည်းသူ့ဟာနဲ့သူပေါ့နော် ဒါပေမဲ့တချို့ normal တဲ့လူကြတော့လေအဲ့လိုမျိုးအဲ့လိုရှေ့လေးတစ်ခါကြည့် line မတူရေအဲ့လိုအမြင်တွေကမတူတတ်ဘူးဆိုတော့လေအဲ့ဒါရှေ့ကရှေ့ကတော့အော်ချစ်တဲ့စိတ်နဲ့ချစ်တဲ့ကြိုက်တဲ့စိတ်နဲ့အကောင်းမြင်ပြီးနေပေမဲ့ဘေးနာလူတွေကကျွန်တော်မလုတ်ပါနဲ့မလုတ်ပါနဲ့ who stop မလုတ်ပါနဲ့ဆိုပြီးတော့တားနေတဲ့လူတွေကြတော့အဲ့လိုမျိုးပြောကြရပေါ့နော်အော် तू ကဘဝင်မြင့်နေတဲ့ကာကိုဘဝင်မြင့်နေတဲ့မိန်းမအဲ့လိုမန္တကြီးတဲ့မိန်းမအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေပြောကြရပေါ့နော်ရှောက်ပြီးတော့အဲ့လိုမျိုးအဲ့ဒါကြောအဲ့လိုအဲ့လိုပြောနေတဲ့အချိန်မှာရှင်ကအဲ့လိုမျိုးတစ်ခါလေကြာရင်အဲ့လိုမျိုးဟို အခုချစ်တာလဲတခုဘိနာလူတွေကလည်းပြောတာတမျိုးအဲ့ဆိုတော့ဝေခွဲမြတွေဖြစ်နေတဲ့အချိန်မှာအခု universe ကလည်းဘယ်လို message ပေးမလဲဆိုတော့ကျွန်မကဒီမှာကြည့်ကြည့်လိုက်မယ် okay let go why let go တဲ့ let go တဲ့ let go လွတ်လပ်ခွင့်ပေးလိုက်ပါ why အကောင်လို positive ကြပြီးတော့မဒီရပါလဲ လက်ကိုဆိုတဲ့အတိတ်ပဲလေအဲ့လိုမျိုးလွန်မြခွေပေးလိုက်ပါဒီမောင်းလည်းလိပ်ပြပါနဲ့လိပ်ပြပါနဲ့ okay အဲ့တော့ပြောချင်တာက universe message ကပြောချင်တာနော်သူကဒီသူ့ကိုသူပြောထောင်နေသူ့ကိုသူလပတဲ့လိပ်ပြလေးအရောက်ဆုံးပြီးတော့လပတဲ့လိပ်ပြလေးအဖေကသူ့ကိုသူပြောထောင် ပြီးတော့သူ့ကိုသူအစွမ်းငုံကျူးစားနေတဲ့လူတယောက်ဖြစ်တဲ့အတော့အဲ့လိုမျိုးရှင်ကလည်း line me ဖို့ align မီနိုင်ရင်တော့ဟို universe message ကနောက်ပိုင်းကျတော့ပြောင်းချေပြောင်းသွားမှာပေါ့နော်အခုကျတော့ရှင်နဲ့သူနဲ့ကအလံဝင်းနေတယ်လို့ဖြစ်နေရပေါ့နော်အဲ့တော့ let go လိပ်ပြလေးကိုလွတ်မြောက်ခွင့်ပေးလိုက်ပါ အော်တချို့ချစ်ချစ်တရားတွေရှိတယ်အဲ့လိုမျိုးကွာတိလာသူကသူတယောက်နဲ့နေတော့အကာကိုလက်ထက်ရောက်သွားမှာပဲသူရဲ့တောက်ပမှုတွေကိုပျောက်ဆုံးသွားတယ်အဲ့လိုမျိုးရှိတယ်ကွာအဲ့ဒါကြတော့ဘယ်လိုပြောမလဲတချို့ကြတော့ right person မဟုတ်လို့တချို့ကြတော့ right time မဟုတ်သွားလို့ပေါ့နော်အဲ့လိုမျိုးမတူတဲ့အမတူတဲ့အချိန်ကာလလေးမှာအဲ့လိုမျိုးတွေ့ရတဲ့အခါကျရင်အဲ့လိုမျိုးပေါ့နှစ်ယောက်ထဲမှာတစ်ယောက်ကတော့ထိခိုက်ထရရရတာဟာရှိတာပေါ့နော် အဲ့လိုမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဒီ message လေးကတော့ဒီလိုလေးပြောသွားတယ်ဒါပေမဲ့ကိုက personality လေးကြီးချင်နေဆိုရင်တော့ပေါ့နော် Facebook အကောင့်ကိုလာခဲ့ပြပါရှင်ဘာလို့ဆိုရင်လေတချို့ကျတော့ဖုန်းလေးတွေခေါ်ချင်တယ်အဲ့လိုမျိုးပေါ့နော်တွေ့ပြီးတော့အဲ့လိုမျိုးထောက်တော့လေး hop ပါအဲ့လိုမျိုးလာပြောတော့ကိုကစိတ်မပြေဘူးရယ်ဘာလို့ဆို time different ရှိတဲ့အပြင်တခြားအလုပ်တွေလည်းလုပ်နေရဆိုတော့လေအဲ့တော့ကိုအမြဲဟောနေချာအတိုင်းပဲ ဟိုမက်ဆစ်ကနေပဲဗီဒီယိုလေးတွေပို့ပေးပြီးတော့ဟောပေးမယ်โอเคအဲ့တော့ဒီနေ့ရီကဒီလောက်ပါပဲရှင်အညွန်ဘိုင်ရဲ့ by 3 lady ရဲ့အညွန် by 3 lady တွေကကျတော့ဒီ broom ဆိုတဲ့ကတ်လေးပေါ့နော်ဒီကတ်လေးချစ်စရာလေးဒီကတ်လေးရွေးထားတဲ့ pine lady တွေကအယူမူဖြစ်ရပြီးတော့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေကတော့မချစ်ပါနဲ့မချစ်ပါနဲ့ who stop မချစ်ပါနဲ့ဆိုပြီးတော့တားရလောက်တဲ့အထိနော်အလူခ ဘယ်လိုလူမျိုးဖြစ်လဲဆိုတော့တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်အဲမတိုက်ခင်ကျွန်မပြောချင်တာဒီကကျတော့ magic ပေါ့ magic ပေါ့ခုနပြောတဲ့အတိုင်းပဲ magic ပေါ့ကကျတော့အဲကျွန်မကထီတူးရဲ့ထီတူးနဲ့ရှင်ရဲ့အဲအကြောင်းလေးကို universe ကိုမေးထားပေါ့နော်သူကမေးကောတစ်ခုတည်းမမေးခဲ့ဆိုတော့သူနောက်ဆုံးမှကျွန်မတို့တူဖစ်ကြည့်ကြပေါ့နော်အဲ့တော့အဆက်ဆက်ပိုင်းကတော့ဒီဟိုလူကဘယ်လိုလူမျိုးလေးလဲပေါ့နော်အဲ့ဒါလေးကိုမြည်တဲ့တော့ကြည့်ပြီးသွားမယ် တော့ရှေ့သူဒီကက်ကို broom ဆိုတဲ့ကက်လေးကိုရွေးလိုက်တယ်ဆိုတော့ကျမမင်းကဒါမိတ်ကလေးတွေတော်တော်များများထွက်လာတယ်ဒီမှာအဲ့တော့လာကြည့်နေတဲ့လူဒီကယောက်ျားလေးနည်းနည်းများလောက်မဲ့တင်းတင်းကျမကြည့်ရပါတော့နော်အဲ့တော့အဲ့တော့ဒီကက်တွေကြည့်လိုက်တဲ့ချိန်မှာဘာမီရလဲဆိုရင်လေကဲပိုက်သူလေးလေးတွေအတိတ်ကလူတွေလားအတိတ်ကလူတွေဖြစ်ချင်လဲဖြစ်မယ်ဒါမှမဟုတ်ရင်ရှင်တို့အခု ဲ့လိုမျိုးတွေးရမဲ့တွေးနေတဲ့လူဒါမှမဟုတ်တွေးလာမဲ့လူအဲအဲ့လိုလူကသူ့ရဲ့သူ့အတိတ်မှာအဲ့လိုမျိုးပေါ့နော်အတိတ်မှာနာကျင်ခဲ့ရတယ်ပေါ့နော်နာကျင်ခဲ့ရတယ်ဆိုတော့ relationship တစ်ခုကြောင်းနာကျင်ခဲ့တဲ့ heartbreak heartbreak ပါတော့လေသူနာကျင်ခဲ့ရတယ်ဖြစ်နိုင်တယ်ယူနာကျင်ခဲ့ပြီးတော့အဲ့အတိတ်ကလူကိုလွှတ်ဆော့ပြီးတော့ duty ကိုလွှတ်ကြည့်တယ်လည်းဖြစ်နိုင်တယ်ဘာဖြစ်တယောက်ကတော့နာကျင်နေတယ်အတိတ်မှာပဲပြင်းနေရဲ့ဘာဆို past influence တွေတွေးရတယ်အဲ့တော့ အဲ့တော့အလူအလူကအလူကအဲ့လိုမျိုးရှိခိုးဟိုရှိခိုးอืมရှိခိုးလဲစိတ်ရှိတယ်ကွာတိလားကျမလေး pass pass energy လေးတွေမြင်ရတယ်အတိတ် energy လေးတွေမြင်ရတယ်ကွာအာတော့အတိတ်က energy ကြတော့လေခုနပြောသလိုပဲเนาะဟိုရှိရဲ့အတိတ်ကလူလဲဖြစ်နိုင်သလိုဒါမှမဟုတ်ရှိအခု အခုစိတ်ဝေစားနေတဲ့လူစိတ်ဝေစားလာမယ့်လူဒီလူကဒီလူမှလည်းအတိတ်ကလူရှိလောက်တဲ့အဲ့အဲ့လူချောက်နာကြည့်ခဲ့ပြီးတော့အဲ့လိုသူ move on ဖို့လုပ်နေ move on နေတယ်ပေါ့နော်အဲ့အဲ့ဒိုင်းရာတွေနဲ့ move on နေတယ် move on နေတော့ရှေးအပေါ်ကို စိတ်ဝေစားတယ် အဲသူကမူတာအော်နေတာအဲဟောင်းမူအော်ပြီးတော့အစ်စ်ကိုသူ try ချင်တယ်ကွာဒါပေမဲ့သူအနာတွေကမကြက်သေးလို့ရှိ့ဘူးလေထာရမရစီချင်ဘူးဘာလို့နေရလဲဆိုတော့ရှိ့ဘူး stalking ကြည်နေတယ်ကြည်နေတယ် SSS ဒီဒီလာ Facebook ဖြစ် Instagram ဖြစ်အဲ့လိုမျိုးကွာရှေ့စောက်ကြည့်နေတဲ့စောက်ကြည့်နေဆိုရှင်ရှင်ကအဲ့လိုမျိုးပေါ့ရှင်ဘလောက်ကျူးတယ်လဲပေါ့အဲရှင်ဘာတွေဘသူတွေနဲ့ဘလို့ သူ့ပဲသူ့ပဲ isiclean နေရမဟုတ်ဘူးねတခြားလူတွေ isiclean နေလားပေါ့အဲစောက်ချိနေတယ်တိရတိရဒီမှာကောင်မလေးကပန်းကိုချိနေတယ်လို့မျိုးအဲ့လိုမျိုးချိနေစောက်ချိနေတယ်သူအတိတ်မှာအထရာတွေရထားလीနာချိထားလीအဲ့တော့သူဘသူ့မှာမယုံတော့ဘူးဘယ်လိုမယုံတော့တော့ရှေ့ကိုလဲစောက်ချိနေတယ်စောက်ချိအဆိတ်ရောက်နေတော့ပိုက်တရီတတိထာတတိထာအရင်အရင်ချိလဲချိတွေကျူးတွေချိတွေကျူးတွေလဲသူသူဆိုတော့တိတိကျကျလေးပြောပြီးကျူးတော့ကြဟိုတစ်ဖက်လူကနော်သူအထင်းနေအထင်းနေလွဲပြီးတော့တော့ဒုက္ခတွေ ရောက်နေမှာအဲ့တော့ဒီမိုကရတီချူပါတယ်ဘလက်စင်မဂျီကဘလက်စင်လည်းပါတဲ့အတွက်ဖေးရှင်လည်းပါတဲ့အတွက်အဲ့လိုနည်းနည်းလေးတော့ရှင်တို့စိတ်ရှိရမယ်တီလားရှင်တို့ကြိုက်နေတဲ့လူကလေအဲဘယ်လိုပြောမလဲဟီလီဟီလီဖြစ်ဖို့စူးစမ်းနေတဲ့သူကိုယ်သူအရင်အာရုံပြန်စူးစိုက်ဖို့ focus ဖြစ်ဖို့စူးစမ်းနေရဆိုတော့လေရှစ်စီကိုတော့စိတ်ရှိပါရဲ့ဒါပေမဲ့အပြည့်အဝမပေးနိုင်သေးဘူးဖြစ်နေရပါဆိုသူကိုယ်သူတာမနေဟို ဘလို့ပြန်ပြီးတော့ဟိုကဖြင့်တိဆောင်နေရတာဆိုတော့လေအဲ့လိုမျိုးလေတွေ့ရတယ်အဲ့တော့အဲ့တော့ရှေးရှေးပြဘာလို့ရမလဲဆိုရင်အဲ့ဒီဆူတောင်းနေပုံတော့ဆူတောင်းနေပုံအဲ့ ဆူတောင်းနေပေါ့အဲ့တော့ဟေးဟေးပြောပြအောင်မယ်အဲ့တော့ねအရှိရဲ့အပေါင်းတင်အတငယ်ချီအတိုင်းဝင်နေပြောနေပြီအဲမလုပါနဲ့မလုပါနဲ့ဟူစတောင်းမလုပါနဲ့ပိုက်သူလေးတွေပြောနေပြီဘာလို့လဲရှေ့အတိတ်ကလူကိုရှေ့ကကျူးနေတာဟုတ်ပဲတွေးလူဖြစ်ဖြစ်တော့မဟုတ်အဲ့လူရဲ့အဲ့လူကပုံစံကြည့်ရတာအဲ့လိုမျိုး energy ကအဲ့လိုဖြစ်နေရကွာအရန်ကိုမှဘယ်လိုပြန်နာကျင်နေတဲ့ငက်ငယ်လေးဆိုတဲ့ energy ဖြစ်နေတော့ရှေ့အတငယ်ချီနေပေါင်းတယ်အဲ့လိုပြောနေပြီမကြိုက်ပါနဲ့အဲ့လူအဲ့လူကိုနင်းကတစ်ထက်ကောင်းတဲ့လူနဲ့ထိုက်တန်တဲ့ဘာညာပြပတ် ကြအဲ့လိုမျိုးပြောနေပြီဒါပေမဲ့ရှင်ကတော့သူ့ကိုဘယ်လိုဖြစ်ချင်လဲအော် तू နာချင်နေလားငါဟင်းလေးလုတ်ပေးချင်တယ် तू အော်လွတ်ဆော့နေလား तू လွတ်ဆော့နေနေအော်ငါအဲ့နည်းရုပ်ဖြစ်စီပေးချင်တယ်အပြစ်ခံပေးချင်နေနော်ပြေကဲမာတာထရီဇာတွေလားပိုင်3လေးတွေ အယံကိုမှဖြည့်စည်းပြီးတော့အယံကိုမှဟီးလေးဖြစ်ပြီးပြီးတော့အယံကိုမှဒီမှာ ਨੇ မက်ဂျီရှင်လောက်ဝကိုမှကိုကလေငါငါသူ့ရဲ့နာချင်းမှုတွေငါပြအောင်လုပ်ပေးချင်တဲ့ရှေ့ဆရာဝင်လာနော်ပိုက်သွေးလေးတွေတတိထားလို့ဒီလိုโอเคโอเคရှေ့တော့လည်းအဲ့လိုမျိုးကျူးနေတယ်ဆိုပေမဲ့ယူနီဗာစ်ကရောရှေ့တို့နေရရင် energy ကို check ထိလိုက်တယ်ပေါ့ဘာပြောမလဲပေါ့โอเค this is the sign နဲ့ဟာ this is the sign this is the sign နဲ့ရှင်တို့ဘာဖြစ်သွားပြီလဲတွေ့နေပြီလားဒါမှမဟုတ်သူနဲ့ရှင်နဲ့ဘလို့အခြေအနေလေးဖြစ်သွား this is the sign ပုံပြောနေပြီရောကျမပိုရှင်ပြတ်တပ်ဘူးအဲ့ဒါရှင်တို့အတိဆုံးဖြစ်နေမှာ this is the sign sign တစ်ခုပြလိုက်ပြီတဲ့ hey sign ရလိုက်တာလား universe က sign ပြလိုက်ပြီ hey ဒီမှာကြည့် broom လဲပါတယ်အော်ကိုကအဲ့ဒါပန်းလို့ထင်တာပန်းလို့ထင်တာငက်ငယ်လေးတော့ ပန်းမဟုတ်ဘူးငငယ်လေးတော့ဟဲ့ဒီမှာလဲပန်းပါတယ်ဒီမှာလဲပန်းနေရှိတယ်ငက်တွေရောတိတော့ရှင်းနှုတ်ကလေးအဲ့လိုမျိုးအပွင့်ကွာဒီအအချစ်တိအချစ်တိတပန်းမွေးပါလာပြီဆိုလားတချီလို့ပြော This is the sign hey this is the sign เนาะအဲ့ဒါရှင်းတို့အတိဆုံးဖြစ်မပိုက်သူတွေကျွန်မလာပြောပြအောင်ကျွန်မဒီမှာဆက်ပြီးတော့ဝင်ကြည့်လို့မရတော့ဘူး This is the sign နဲ့တိကျွန်မခိတ်ဆိုးသွားရော Okay ပိုက်သူတွေ ဒီနေ့တွေကတော့ဒီလောက်ပါပဲအာပြီးတော့ personality ချစ်ချင်နေဆိုရေတော့ကျွန်မရဲ့ Facebook account ကိုလာပြီးတော့ဆက်သွယ်နိုင်ပါတယ်ရှင်တချို့တွေကဖုန်းနံပါတ်ရှိလားဖုန်းနဲ့မေးလို့ရလားဒါမို့လူတွေ့ပြီးလာမေးလို့ရတယ်အဲ့ဒီလာမေးတယ်ကွာအဲ့ဒါကိုကလည်းတခြားအလုပ်ရှိတဲ့အပြင်ဒီ tiny difference လေးလည်းရှိနေတာဖြစ်တဲ့အတွက်ထုံးစံအတိုင်းပဲဗီဒီယိုလေးတွေပို့ပေးမယ်တစ်ချက်တော့လာပြီးတော့ highlight ပေါ့နော်အဲ့တော့ဟို personality တင်းကတော့ Facebook လောက်ဝမစီကြအဲ့ဟုပဲလာပြီးတော့လုတ်ပြဖို့လောက်ကတ်လုတ်ပါတယ်ရှင်โอเคဘိုင်အညုံဒေါမန်မန်နာ